အားလုံးမင်္ဂလာပါရှင်ကိုနိုင်ချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ဒီကနေ့တင်ဆက်ပေးမှာကတော့ရက်ွက်ထေကမောဟင်ကဆိုင်မဲဖြစ်ပါရယ်ရှင်အားလုံးပဲခံစားနားဆင်ပေးကြပါအောင်ရှင်ရက်ွက်ထေကမောဟင်ကဆိုင်ကျမတို့ရက်ွက်ထေမှာဒေါ်လာကြီးဆိုတဲ့အတော်ကြီးတယောက်ရှိရယ်သူကမနဲ့ဆိုရင်တောင်းရှိမှာမဟုတ်ဟင်ကရောင်းနေ။ညဦးကချက်ထားတဲ့မဟုတ်ဟင်ကဟင်းကြီးကိုမနဲ့၃နိုင်လောက်ထားနှွေးပြီး ပြန်စင်ပြီးတာနဲ့လေးနိုင်ဟီထိုးပြီးဆိုရင်ဆိုင်စာခင်းပြီးလေးနိုင်ခွဲတာနဲ့ဒေါ်လာအကြီးရဲ့မုန်းရင်ကပူပူလေးရပါပြီအိမ်ကအထက်တန်းကျောင်းနဲ့တိတ်မဝေးဘူးယောက်ျားလောက်တဲ့လူကသူ့ဆိုင်ဖွင့်ပြီးဆိုလို့ရှင်တင်းအုံးလှဲလေးနဲ့ ဆိုင်လာခင်းပေးလေးရှိပါတယ်အတက်ကြီးမှာအိမ်နှောင်ကြတဲ့အခါသားသမီး၂ယောက်အခုမှခုနှစ်နှစ်တယောက်နဲ့၄နှစ်တယောက်ရှိပါတယ်သူအသက်ကတော့၄ဆင့်ကျော်လောက်ရှိပါပြီဒေါ်လာကြီးမဟင်ကကောင်းလာတယ်လို့တော့မဟုတ်ဘူးသူကိုယ်တိုင်ဘัวသားမန်ပါပဲခင်းရီကိုငဖယ်ရိုးနဲ့ချက်တယ်ဒီနေ့နည်းနည်းလေးတော့ထွက်တယ်ဒါပေမဲ့အချိန်ကလူတန်းစားရက်ကွက်မှာဈေးသက်သာတဲ့ဒေါ်လာကြီးရဲ့မဟင်ကကမနက်အလုပ်သွားကြတဲ့သူတွေအကြောင်းလူအကြောင်းသားတွေအတွက်အဆင်ပြေနေခဲ့ပါတယ် ဒါကြောင့်လည်းမနက်9:00နာရီ10:00နာရီဆိုရင်ဟိုဟင်ကကုန်ပြီ။အဲ့ဒီအချိန်ဆိုဒေါ်လာကြီးတရဆိုင်သိမ်းပြီးပြန်มาရယ်။တယောက်ကြာကဈေးမှာကုန်ထမ်းတာဆိုတော့လာမကူနိုင်တော့ဘူး။ခလေးတွေကလည်းကြောင်းသွားကြပြီ။ဒေါ်လာကြီးတယောက်ထဲအေးအေးလူလူဆိုင်သိမ်းပြီးတယ်ပြန်အမယ်အိုးတွေခွက်တွေကိုတောင်းကြည့်တဲ့အထက်ကြောင်းစောက်စီအပ်ခဲ့တာပဲ။တယောက်ကြာအလောက်ကပြန်มาအဲ့ဒီတောင်းကိုသုံးလှဲလေးနဲ့သုံးပြီးပြန်လာပြီးရယ်။ သူဆိုင်သိမ့်ပြီးရင်ဈေးကိုတခါရဲသွားနောက်ရက်အတွက်လိုရာရီဝဲချမ်းပြီးမှပြန်လေးရှိတယ်။ဒါကတော့လှကြီးရဲ့နေသူကအလုံးစုံရင်လည်းမမှားပါဘူး။သူတို့မိသားစုကအေးအေးဆေးဆေးဓမ္မတွေပါပဲ။ရောက်တာလောက်တဲ့လူကညာပန်းစိုးတစ်ခွက်တစ်ဖလားတောက်တတ်ပေမဲ့သူဆိုတတ်တယ်လို့တော့မကြဘူးဘူး။ဦးလာရင်သူ့သူအိမ်နေတတ်တဲ့လူမျိုးဒီလိုနဲ့တည့်ရကြတော့ ဒေါ်လာကြီးတရာကိုသွေးသွေးပြီးအုံနောက်သွေးကြောပြန်လို့ရုပ်သေးရဆုံးပါသွားပါလေဟောသူနာရီယာစီရဲမိတ်ဆွေပေါ်တော့ကောက်ချီလေတော်တော်ရလိုက်တယ်သူစိတ်ကိုသူရှာခဲ့တယ်ဆိုပြီးတော့တောင်စုတ်တတတတနဲ့ပြောနေကြပါလေတယ်ရဲလေမပြီးမချင်းဘာသူညာတမမကြကြတော့ဒေါ်လာကြီးကောင်းရမွန်ရရောက်သွားပြီလို့အားလုံးကယူဆနေကြတာပေါ့ ဒီလိုနဲ့ရက်လဲပြီးတိတ်မကြပါဘူးအရက်ထဲပွက်လော်ရိုက်သွားတော့တယ်အရက်ထဲကမနက်လမ်းလျှောက်ထွက်လာတဲ့လူတွေဒေါ်လာဂျီမိုဟင်ကကိုဝင်စားကြတယ်လေမနက်ဘက်သူတို့လမ်းလျှောက်ထွက်လာတော့ဒေါ်လာဂျီမိုဟင်ကထိုင်ရောက်နေတာကိုတွေ့ပြီးလမ်းကုန်ကြတာပေါ့မနက်၄နိုင်၅နိုင်ရဲ့အချိန်ဆိုလူလဲတိတ်မရှိသေးဘူးမှောင်လဲမှောင်နေတော့ဖျောင်းနိုင်မိချင်းထုံပြီးမိုဟင်ကထိုင်ရောက်နေလေတဲ့ တရားလောက်တွေ့ပြီးဆိုရင် အမြင်မှားတာဆိုလို့တော်ပါရည်ရဲ့အခုတော့လူတော်တော်များများတွေ့လာကြတယ်ဘေးကမခင်တန်းဆိုမနှဆုံထချက်တာကိုဒေါ်လာကြီးမဟင်ကအိုကြီးကင်ပြီးအင်ကထွက်လာတာကိုမြင်တဲ့တောင်လို့ဆိုပြီးဆုံးမလောင်တော့တာတလားကြတယ်။ဘေးကရဲ့အိမ်တွေကပို့အချောက်ခံရတယ်။လေးနိုင်ထိုးကန်နေပြီးဆိုရင်အတန်းတွေကြားနေရတယ်လို့ပြောကြတယ်။ဒေါ်လာကြီးရှိတဲ့အချိန်ကအတိုင်းလမ်းလမ်းလျှောက်တန်းမဟင်ကအိုမွေတန်း ဟောတန်ခွတ်သွန်နေကြောက်ရောက်ကြောင်းပြောလာချပါတယ်။ဒီချို့ကလည်းမယုံလို့ဆိုပြီးသူဆိုင်ဖွင့်နေကြတဲ့မနက်၄နိုင်ကြီးကိုထားချောင်းကြပါတယ်။သွေးနဲ့လူတွေကတော့တွေ့တယ်။တချို့ကလည်းမတွေ့ကြဘူးပေါ့။ဘာပဲပြောပြောထူးဆန်းတာကမနက်၄နိုင်ကြီးထိုးတာနဲ့လမ်းဘေးခွေးတွေဟာဒေါ်လာကြီးရဲ့အိမ်ဘက်ကိုလှည့်ပြီးဆွဲဆွဲငင်ငင်ဦးနေကြတာပါပဲ။ တနည်းကြတော့အထက်တန်းကျောင်းမှာဆရာမဆရာလောက်ရောက်နေကြတာကိုတင်နန်းလာတက်ကြတာကျောင်းမှာလည်းသိကြတယ်သူတို့ကဒေါ်လာကြီးကိုမသိတယ်လို့မြင်လည်းမမြင်ဖူးကြပါဘူး ဆရာမကတောင်းအဖော်ဓာတ်ကနေကြီးလိုက်တော့မိုးဟင်ကဆိုင်ကလေးကဖယောင်းလိုက်ပြီးမှိတ်တော့မှိတ်တော့လဲဆိုင်ခင်းနေပြီးမနှက်ဆော့ဆော့ထားတဲ့ဆရာမနှစ်ယောက်ကမိုးဟင်ကနန့်လေးမွေးလေးလို့ဆိုပြီးလိုက်စားလာကြပါတယ်အဲ့ဒါနဲ့ကြောင်းရှိထွက်ပြီးမိုးဟင်ကနှစ်ပွဲမှားလိုက်ကြတာပေါ့သူတို့ပြောတာကတော့မိုးဟင်ကစားနေတဲ့ဒူးတွေကအပြည့်ပဲတဲ့ဆရာမနှစ်ယောက်ကလည်းအနက်အစောကြီးဒီလောက်လူပြေးနေတာတော်တော်ကောင်းမယ်လို့ပြောကြတဲ့ လူများလည်းရမလို့ဆောက်ရအောင်မှဆိုပြီးမိုးဟင်ကနှစ်ပွဲမှားခဲ့ပြီးတော့ဂျောင်းမော့ပြန်တက်လာခဲ့တယ်။အေးလို့အနှွေးနဲ့ပြန်ယူကြတာအပေါ်ထက်လေးဝို့ပြီးတော့နေပြန်ဆင်းလာတော့ဂျောင်းရှိမှဘယ်သူမှမရှိတော့ဘူး။မိုးဟင်ကဆိုင်ရောလူအုပ်ကြီးရောချက်ပြန့်ခွက်ပြောက်ပြောက်သွားကြတယ်။တန်အံ့တော်နဲ့လမ်းလိုက်လျှောက်ရှာကြည့်တာပေါ့။နောက်တော့အသွေးပေါက်သွားပြီးဂျောင်းမော့တက်ပြေးကြပါလိမ့်ရော။မိုးဟင်ကဆိုင်နေရတယ်မလားဆိုတော့မဟုတ်ပါဘူး။ သူ့အိမ်လည်းမလွတ်ဘူး။ယောက်ျားဖြစ်သူကိုဒေါ်လာကြီးကအတန်တွေပေးပြီး၆လန်းခဲ့တယ်။ကလေးနှစ်ယောက်ကလည်းအမေကသူတို့ဘေးမှာလာလာဖက်အိတ်သက်ကြောင်ပြန်ပြောကြတဲ့။ဒါနဲ့ဖုန်ကြီးပင့်ပြီးတရားထဏာပြန်ရော။တရားနာပြီးတော့နေဆမ်မန်းရေမန်းနဲ့တအိမ်လုံးပတ်လိုက်ခဏပဲ။ တပတ်လောက်နေရင်အတန်လေးကဖတ်နေသေးပါပဲအဲ့ဒီလိုတွေ၆လာတဲ့အခါဒေါ်လာကြီးမလွတ်ဘူးမကျွတ်လွတ်ဘူးဆိုတာကိုတော်တော်များများကလက်ခံလာကြတယ်ဘုန်းဟင်ကဆိုင်နေရကိုမနဲ့စောစောမဖြတ်ရကြတော့ဘူးဒါပေမဲ့စီးပွားရေးအကွက်အကွင်မြင်တဲ့လူတွေကတော့အဲ့ဒီနေရာကိုတဘောကျနေကြတယ်ဒေါ်လာကြီးဖောက်ခဲ့တဲ့လမ်းပေါ်အသာ၆လိုက်ရုံနဲ့အဆင်ပြေပြီလေမိရှိပြီးတာလူရှိပြီးတာနေရာကိုမျက်စိကျနေကြတာမဆမ်းပါဘူးနေရာကိုတဘောကျပေမဲ့ဒေါ်လာကြီးကိုကြောက်လို့ဘယ်သူမှလာမယောင်းရဲကြတာ တော့အမှန်ပါပဲနှစ်လလောက်နေတော့အရင်စွန့်တဲ့လူတယောက်ပေါ်လာခဲ့ပါရဲ့ဒေါ်လာဂျီမိုးဟင်ကဆိုင်နေရာမှာမိုးဟင်ကဆိုင် အစ်စ်ကလေးတခုထွက်လာခဲ့ပါရဲ့ရောင်းတဲ့လူကတော့ကိုမျိုးဝင်နဲ့မအောင်မာတို့လင်မယာအသက်ကလည်းငယ်သေးတော့အယုံကြည်လည်းမရှိတာလည်းပါမယ်အသက်30ဝန်းကျင်ရွေးဆိုတာအကျိုးမြတ်ကအာသက်နေကြပြီလေမရပြီတာနေရာကိုမြင်လာတယ်အဲ့ဒါနဲ့မိုးဟင်ကဆိုင်စဖွင့်ကြတော့လား ဆဆချင်တော့သူတို့လည်းရှိန်နေကြလို့ထင်တယ်။ပင်မယားနှစ်ယောက်ထင်မရောကြဘူး။ပူပေါ်လောင်ဘက်၃ယောက်လောက်ခေါ်ရောင်းကြသေးတာ။ပထမတရက်နှစ်ယောက်ကတော့ဘာမှမဖြစ်ပါဘူး။မရပြီးတာဖြစ်ကလည်းဖြစ်အဆိုင်အစ်စ်ကလည်းဖြစ်တော့နီးစန်းချင်ကြတဲ့လူတွေနဲ့အယောင်ကောင်းတာလည်းလက်မလဲပါဘူး။ ဒါပေမဲ့သုံးရက်မြောက်တဲ့နေ့မှာတော့တဖြည်းဖြည်းအယောင်ပါလာခဲ့ပါတယ်။ဘောဟင်ကလက်ရကဒေါ်လာကြည့်လက်ရထားပိုကောင်းကျဲသားနဲ့စားရလူတွေမရှိကြတော့ပါဘူး။ဈေးကလည်းတူတူပဲဒေါ်လာကြည့်စင်းထုံတိုင်ရောင်းလာဒေါ်လာကြည့်မှာပါငဖေရိုးနဲ့ချက်တည်တယ်။သူကငချင်းနဲ့ချက်တာ။အနံ့လည်းပိုမွေးလက်ရလည်းပိုကောင်းရဲ့သားနဲ့လူမစီတော့တာပဲ။ကိုစမ်းတယ်လို့ပဲပြောရမလား။ လုံးဝအကျိုးပေးနေတယ်လို့ပဲဆိုရမလားမသိဘူး။တပတ်လောက်နေတော့ဝေဒူမရှိကြတော့ပဲသူတို့နဲ့မရပဲဘူးတုတ်ထိုင်နေရတာကိုတွေးလာရတာပေါ့။အဲ့ရထဲမှာတော့ပြောနေကြတာပဲ။အဲ့နေအမုန်းဟင်ကစားတိုင်းငချင်းနဲ့မထွက်ပဲငဖေးရိုးနံ့ကြီးထွက်နေတယ်နဲ့ပြီးတော့ထိုင်စားလိုက်တိုင်းကြောချမ်းသလိုဖြစ်လာလို့မစားရကြတာလို့လည်းပြောကြတယ်။သူတို့နဲ့မရကလည်းစိုင်းချစ်ချာမဖွင့်နိုင်တော့ပါဘူး။နှစ်ပတ်လောက်နေတော့ဆက်မရောက်တော့ပဲစိုင်းပိတ်သွားကြတယ်။သူတို့ပြီးတော့နောက်တစ်ယောက်ထပ်လာရောက်နေတယ် ။အိမ်ဆိုင်လည်းတလားမခံဘူး။ပြေးလိုက်ရတယ်။ဘာကြောင့်ရဲ့တော့မသိဘူး။ဒေါ်လာကြီးမိုးဟင်းကနေရာလေးကနောက်လူဘသူဖွင့်ဖွင့်အဆင်မပြေကြပဲ။ကြာရင်ပိတ်သွားရတာကြီးပဲ။နောက်တော့အဲ့ဒီနေရာမှာဘသူမှဆေးလာမယောင်ချတော့ပါဘူး။ဒါပေမဲ့မနက်စောစောဖြတ်ရှောင်းမိတဲ့လူတွေကတော့ဒေါ်လာကြီးမိုးဟင်းကရောက်နေတာကိုတခါတလေတွေ့ရတတ်တယ်လို့ဆိုပါရဲ့။အရက်ထဲမှာတော့မနက်စာအာကိုအာထားပြူရတဲ့သူတွေကတော့ဒေါ်လာကြီးမိုးဟင်းကိုတတိတရာရှိနေစေပဲကို။ လူတွေဟာတေဆုံးပြီးဘယ်ရောက်သွားသလဲမသိပေမဲ့ဒေါ်လာကြီးရဲ့ပုံရိပ်ကတော့ကြောင်းရှင်းနေရလေးမှာမကြမကြတွေ့နေရသေးပဲအရှက်တရားမဟင်ကဆိုင်လေးကိုလွမ်းစွန့်နေစေပေါ့တရင်ဆက်လန်လေးတွေအမြဲနာထောင်ချင်ကျမတို့ရဲ့ကိုနိုင် channel လေးကို like and subscribe လေးပြုလုပ်ခဲ့ပေးကြပါအောင်နော်ပရိတ်တော်ရဲ့ like တစ်ခုချင်းစီနဲ့အကြံပေးချက်တွေက ကျမတို့အတွက်အင်အားဖြစ်စေပါရဲ့ကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်တရေဇလန်အစ်စ်တွေမှာပြန်ဆောင်တွေ့ကြပါစို့ရှင်